င်္ဂလာပါ Smart Learning Corners ကကျေးဇူးပါတယ်ကလေးတို့ရေဆရာရှိသင်ခန်းစာဗီဒီယိုထဲမှာ With the basics စာပိုင်းမှာပါတဲ့ correlate တွေကိုဆရာတို့ active passage နဲ့ဒီချိန်ပြီးတော့ဖြေရတဲ့နည်းလမ်းတွေ verb form နဲ့ချိန်ဆက်ဖြေတာတွေနဲ့ဆရာ verb form နဲ့ချိန်ပြီးတော့ correlate တွေကိုဆရာတို့ correlate တွေရဲ့အဖြေကိုပေါ့နော်မှန်ကန်အောင်စဉ်းစားဖြေဆိုတဲ့နည်းလမ်းတွေကိုဆရာတင်ပြပေးခဲ့ပါပြီမကြည့်ရသေးတဲ့ခရီးများကလည်းပဲဆရာတို့ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ် ဒီဗီဒီယိုမှာတော့ဆရာက ကြံရှိတဲ့အချက်နှစ်ချက်ဖြစ်တဲ့ degrees of adjectives adjectives ကို degree နဲ့ခွဲပြီးပြောင်းလဲဖြစ်သွားတဲ့နည်းနဲ့ opposites adjectives တို့ပြောတဲ့ adjectives တွေကိုအတိတ်ပဲစန့်ကျင်ဘက်ပြောင်းလဲဖြစ်သွားတဲ့နည်းလမ်းတစ်ခုကိုဆရာဆက်လက်ပြီးတော့ရှင်းပြပြမှာဖြစ်ပါတယ်ပထမ degrees of adjectives adjectives များကိုအဆင့်ခွဲပြီးတော့ပြောင်းလဲဖြစ်သွားတဲ့နည်းလမ်းလေးကိုအရင်ရှင်းပြပြပါမယ် ဆောက်တခါတလေမှာဘီတက်ဘက်ဆစ်ကိုဘာသာပြန်ပြီးတော့ကွက်လက်ဖြေတဲ့အခါတက်ဆိုင်တဲ့အဖြေကိုတေချာစာပိုက်မှာရှာပြီးရလာတဲ့အဖြေစကလုံး answered word က adjective မျိုးစာဖြစ်နေမယ်ဆိုရင်ဆရာတို့ကသတိနောက်ထပ်ပြုရမယ့်အချက်ကတော့အဲ့ဒီအဖြေစကလုံး adjective word ကိုစာပိုက်တမဟုတ်အစာပိုက်မဟုတ်ဘူးကောနော်ဆရာမေကွန်းရဲ့ sentence structures နဲ့ခြေပြီးတော့ degrees of adjectives နဲ့ခြေဆက် ဖြစ်ဆိုရတဲ့နေကလေးတွေရှိပါတယ်။ဒါကလည်းမေးခဲ့ရဆိုရင်မဲမမေးဘူးလို့ပြောလို့မရပါဘူးဆရာတို့ကအဲ့တော့ degrees of adjectives နဲ့ချိန်ပြီးတော့ဖြည့်မယ်ဆိုရင်ဆရာတို့က adjectives ရဲ့ degree တွေကိုတည်ထားဖို့လိုအပ်ပါတယ်။ဆရာတို့ adjectives မှာ degree 3မျိုးရှိပါတယ်။အဲ့ဒါကဘာလဲဆိုရင်ဆရာတို့ G1 ဒီ adjectives သူကတော့ဆရာတို့ပုံမှန်တွေ့နေကြ adjectives ဒီလိုစကားလုံးတွေပဲ first လင်းမြန်တော့ beautiful လာပါတော့ဆရာဥမာနှလုံးပေးထားတယ်ပေါ့နော်နောက်တစ်ခုကဆရာ D2 နှိုင်းရှင်ပြတာသူကဘယ်လိုနေရာမှာ သုံးမလဲဆိုရင် blank မေးခွန်းကနှစ်ခုနှစ်မျိုးနှစ်စားကိုဆရာကနှိုင်းရှင်ထားတယ်ဒါပေမဲ့ကိုရှာတဲ့အဖြစ်စကလုံးကဆရာတို့က D1 ရေရွတ် additive ဖြစ်နေမယ်ဆိုရင်အဲ့ဒီ score တေချာစဉ်းစားပြီးတော့ server ထဲမှာရလာတဲ့အဖြစ်စကလုံး additive ရေရွတ် D1 ကိုမေးခွန်းမှာဖြေတဲ့အခါကျရင် D2 ပြောင်းဝင်ဖြေပြရပါတယ် ဲ့တော့ဒီ2ပြောင်းနေပြောင်းတဲ့အခါမှာဆက်ခဏကရှာရတဲ့အဖြစ်စကလုံး D1 ကအတန်တန်သမို့နှစ်တန်ဆိုရင်အဲ့ဒီ D1 address မှာ ER ပေါင်းပြီးတော့တန်းကလိုက်ပြရတယ်။နှစ်တန်အထက်ဆိုလို့ရှိရင်တော့ application မှာ more ပေါင်းတယ် address လာတယ်ပြီးတော့တန်းကလိုက်ပြီးဆိုပြီးတော့ D1 ကနေပြီးတော့ D2 ကိုလကူစာကြောင်းလေးဖြည့်ဆို့ပြရမှာဖြစ်ပါတယ်။ဥပမာ first ဆိုလို့ရှိရင် first တန်း first ကတန်းမလို့ E ကကောင်းတယ် D1 ကနေပြီးတော့ D2 ပြောင်းသွားတယ် beautiful တုံးတယ်ဆိုတော့ more beautiful than more ပေါင်းတယ် adjective ပြီးလို့ရှိရင်ဘက်ကတန်းခတ်လိုက်တယ်နော်ဆရာတို့နောက်တစ်ခုကဆရာဘာလဲဆိုလို့ရှိရင် D3 အတားလုံးအစစ်ပေါ့သူကတော့ဆရာ black မေကုံးပုံစံကအရာဝတ္ထုလူပုဂ္ဂိုလ်တစ်ခုခုကိုအတားလုံးဆုံးပြောထားတယ်ဒါပေမဲ့ဆရာတို့ စာပါထဲမှာကိုရှာတွေ့ရတဲ့အဖြစ် adjective word answer word က d1 ဖြစ်နေမယ်ဆိုရင်အဲ့ဒီ d1 ကို d3 ပုံစံပြောင်းလဲပြီးတော့ဖြည့်ဆည်းရမှာဖြစ်ပါတယ်အဲ့တော့သူပြောင်းလဲနေရတော့ရွေးရှင်းပါတယ်အတန်တန်တန်ဆိုရင်တော့ adjective ရှိမှာဒဲပေါင်းပြီးတော့ est ပေါင်းထည့်ပေးရတယ်နှစ်တန်အထက်ဆိုလို့ရှိရင်တော့ the most the most ရှိမှာ adjective ရှိမှာ the most ထည့်ပြီးတော့ adjective ကိုကပ်လိုက်ပေးရပါတယ်ဥပမာဆရာ d1 ကနေပြီးတော့ ဒီသတိပြောင်းမယ်ဆိုလို့ရှိရင် fast တတန်တဲ့မလို့ the fastest the est ပေါင်းမိတယ် beautiful တုံးတယ်မလို့ the most beautiful the most ရှိမှပေါင်းပြီးတော့နောက်က beautiful က adjective က adjective ပဲနှစ်တန်အထက်မလို့ the most ပဲပေါင်းပြီးတော့နောက်က adjective ကိုကလိုက်ပြရမယ်ဆိုပြီးတော့ဆရာတို့ d1 ကနေပြီးတော့ d3 d1 ကနေပြီးတော့ d2 ဆရာတို့တင့်လျော်သူတို့မေကွန်းရဲ့ဒီဆရာတို့ မီဂွန်စတရက်ချာစ်နဲ့တင့်လျော်သလို Agilis Forms လေးတွေကို Degrees of Agilis နဲ့ပြောင်းလဲပြီးတော့ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ချို့မီဂွန်တွေကတော့ဆရာတို့ UU Agilis ကိုပဲဓာတ်ရိုက်ထည့်ပေးရတယ်လည်းရှိပါတယ်။အော်ဒါကတော့ဆရာတို့ကမီဂွန်မှာမူတည်ပြီးတော့ဆရာတို့အဆင်ပြေပြည့်သလိုချိတ်ဆက်ပြီးဖြည့်ပေးရမှာဖြစ်ပါတယ်။အဲဆရာထင်တာမြင်တာဝင်ရှိသွားအောင်နောက်ထပ်ဥမာလေးနဲ့တကွာဆရာရှင်းပြပေးပါမယ်။ဒါတော့ဆရာတို့စာပိုက်ထဲမှာဆရာတို့ရှာရတဲ့အဖြေစာကြောင်းပေါ့ ကျော်ကျော် is a smart student ကျော်ကျော်ကတော်တဲ့ကျောင်းသားတယောက်ဖြစ်ပါတယ် so ဒါကြောင့်မလို့ his teacher သူ့ရဲ့ဆရာမတွေက love him သူ့ကိုချစ်ကြတယ်ဒါက survey ထဲမှာဆရာရှာရတဲ့အဖြေစာကြောင်းအဲ့တော့အောက်က blank questions မှာမေးတဲ့မေးခွန်းကဘယ်လိုလဲဆိုလို့ရှိရင်ကျော်ကျော် is the blanks straight in the class ကျော်ကျော်ကအတန်းထဲမှာ quartet ကျောင်းသားတယောက်ဖြစ်တယ်ဒါဆိုရင်ဆရာတို့ကရှေ့မှာလဲဒေပါနေတယ် ပြီးတော့ကြော်ကြော်တယောက်တည်းကိုပဲပြောတာဖြစ်တဲ့ကြောင်လို့ပြီးတော့အတန်းထဲမှာပေါ့နော်ကြော်ကြော်တယောက်တည်းကိုပြောတာဖြစ်တဲ့ကြောင်လို့ကြော်ကြော်တယောက်တည်းကိုပဲအတာလုံဆုံးပုံစံကြောင်းလဲကြောင်းလဲထားတာဖြစ်တယ်ကြော်ပြီးဒီကြော်မေးရတာဖြစ်တယ်ပေါ့နော်မေးခွန်းလေးရပေးရတာဖြစ်ပါတယ်ဒါကြောင့်မလို့ရှေ့မှာဒဲလေးပါနေတဲ့ကြောင်လို့ဆရာတို့ကဆရာတို့စာကြောင်းမှာစာပိုင်ထဲမှာအဖြေရှာရတာကဆရာတို့ snap အဖြေစလုံးလေးကိုရှာရတယ်ဆိုလို့ရှိရင် အဲ့ဒီ snack ဆိုတဲ့အဖြစ်စလုံးလေးကိုဆရာတို့က there est တတန်ဆိုတော့ there ရှိမှ there ပဲထည့်ပြီးတော့ snack ကိုတတန်တတန်တတန်ဆိုတော့ est ပဲပေါင်းပြီးရမှာဖြစ်ပါတယ် there snack ဆိုတဲ့အဖြစ်လေးကိုအထည်တော့ဖြစ်ပါတယ်ဒါကတော့ဆရာတို့ကမိကုံးပုံစံကအဲဆရာတို့ t3 ပုံစံနဲ့မိထားတဲ့မိကုံးကိုဆရာတို့ကပြောင်းပြီးဖြည့်ဆို့ပြရဖြစ်ပါတယ် ။အဆရာအဖြစ်ဆက်စပိုင်းလေးမှာတွေ့ရတဲ့စကလုံးက EU Adjectives D1 ကိုဆရာတွေ့တယ်။ဒါပေမဲ့ပြောင်းလဲပြီးဖြည့်ဆူပြီးရမှာကတော့ဆရာတို့ကမျိုးကုန်ပုံစံအကျ D3 ပုံစံကို ပြောင်းလဲပြီးတော့ဖြည့်ဆူပြီးလိုက်ကြတာဖြစ်ပါတယ်။အဲ့လိုမျိုးနဲ့နောက်ထပ်မျိုးစားတစ်ခုပုံစံမျိုးပေါ့။ကြောကြော is black than အောင်အောင်ပေါ့။မျိုးကုန်ကအဲ့လိုမေးလာမယ်ဆိုလို့ရှိရင်ဆရာတို့အဖြစ်မှာစာပိုင်ထဲမှာရှားတဲ့စာကြောင်းတွေကအဖြစ်စကလုံး snack ဆိုတဲ့ adjective D1 ကိုဆရာတို့ဒီ မိဘုံမှာထည့်မယ်ဆိုလို့ရှိရင် D1 ကိုဆရာ D1 နဲ့ထည့်မယ်ဆိုလို့ရှိရင်မှားသွားပြီ။ဘာကြောင့်လဲဆိုလို့ရှိရင်နှစ်ယောက်နှစ်ဦးနှစ်ယောက်လဲဆရာတို့ကနှိုင်းရှင်တာဖြစ်တယ်လို့နောက်မှလည်းဒန်းလဲပါနေရဲ့တကြောင်မလို့ဆရာ D1 ကို D2 ပြောင်းလဲပြဆိုပြီးရမှာဖြစ်ပါတယ်။တကြောင်မလို့ဆရာတို့က D D1 ကို D ပေါင်းလိုက်လို့ရှိရင် smash ဆိုတော့နှစ်တန်းဆိုတော့ ER ပေါင်းမယ်။ S M A R T E R smartest than လို့ပြောတယ်။ D2 ပုံစံနဲ့ပြောင်းလဲပြီးတော့ဖြစ်စုပြီးရမှာ ဖြစ်ပါတယ်။ဒါဆိုရင်တော့ဆရာသဘေတွေဒီ D1 ကနေပြီးတော့ဆရာစာပိုင်ထဲမှာရှားတဲ့အဖြေစာကြောင်းဖြေစာလုံးက answer words က adjective မျိုးစာဖြစ်နေမယ်။ဆိုလို့ရှိရင်အဲ့ဒီ adjective မျိုးစာကိုအရင်ခွဲရမယ်။အဲ့ဒီ adjective က D1 လား D2 လား D3 လားပေါ့နော်။အဲဆုံးခွဲခြားပြရမယ်။ပြီးရင်အဲ့ဒီပေးထားတဲ့ degree degree ပေါ့နော်ဒီ adjective words ကိုဆရာမေးခွန်းမှာပြန်ချိန်ဖြေတဲ့အခါမှာမေးခွန်းရဲ့ sentence structures ကို ကြည့်ပြီးတော့ ပေးရတဲ့ degree တိုင်းပဲဆရာတို့ဒါရိုက်ဖြည့်လို့ရလားတောင်းလို့ရှိရင် degree တွေပြောင်းလဲပြည့်စုံပြရမလားဆိုတာကတော့ဆရာတို့တင်ချဆုံးဖြတ်ပြရမှာစစ်ဆေးပြရမှာဖြစ်ပါတယ်။ဆရာနောက်ဆုံးတစ်ချက်ကတော့ opposites of adjectives ဖြစ်ပါတယ်။ဒါကလည်းပဲဆရာတို့အရေးကြီးဆုံးစဉ်းစားရမယ့်အချက်တစ်ချက်ဖြစ်ပါတယ်။ဆရာရဲ့မိကုန်းကိုတင်ချဘာသာပြန်ပြီးတော့ဆာဘိုင်ထဲမှာရှာထားတဲ့အဖြစ်စကားလုံးနဲ့ချိန်ဖြည့်တဲ့အခါ ဆိုတော့ဒါရိုက်ထိလို့မရဘဲနဲ့အဲ့ဒီအဖြေစကလုံးရဲ့အဓိပ္ပာယ်ကိုဆက်ကြက် ပြန်ပြောင်းပြီးတော့ဖြေပြရတာရှိပါတယ်။အဲ့ဒီမှာတော့ဆရာဇာလေးပြထားတယ်။ဒီဇာလေးကိုဒီဇာအဖြေတောင်းတွေကသမီးတို့တွေကဒီ opposite adjectives ကဆိုတာကဘာလဲဆိုတော့တော့တဘောပေါက်နားလည်ပါလိမ့်မယ်။ဥပမာဆရာ slow speed ရမယ်ဆိုလို့ရှိရင် first ပြန်ပြောင်းရတာမျိုးတမဟုတ် first ကိုပြထားမယ်ဆိုရင် slow ပြန်ပြောင်းရတာမျိုးပေါ့နော်ဆရာဆက်ကြက်ပြန်ပြောင်းပြရတယ်။ save ဆိုလို့ရှိရင် picking ဆက်ချရတယ်။ သူရဲ့စနစ်ဘက်က dangerous ပေါ့အန္တရာယ်များတယ် one ပုံဝေးတော့နေထွေးတော့သူရဲ့စနစ်ဘက်ကခိုးအေးမြတော့နော် happy ပျော်ရွှင်တော့ set ဝန်နေတော့ low နှိမ်တော့ high မြင့်တော့ bad ဆိုတော့ good ကောင်းတော့ soft ပျော်ပြောင်းတော့ hot မာကျော်တော့ deep နည်းနည်းတော့နှဆိုင်တော့ shallow တိမ်တော့နော် all ဆိုနော်ဆိုတော့ late နောက်ကြရေ modern ခင်မိရေ ancient ရှေ့ကြရေ dark မောင်နေ light လင်းနေအလင်းရောက် useful နော်အတုံးဝင်နေ useless အတုံးအတုံးမဲ့တယ်ပေါ့နော်အတုံးမဝင် top အပေါ်မှာ bottoms out ပြင်းဆရာတို့ ugly လို့ဆိုတော့ beautiful လာပါတော့ empty ဘလာဖြစ်နေတာ full ဖြစ်နေတယ် ဟဲ့ဒီဂျမားရေကောင်းတာ sick ဖျား close ပိတ်တာသူမဟုတ်နိကက်တာပေါ့နော်နိကက်တော့အကျဉ်းချုပ်ကနိကက်တော့ပေါ့နော် for we we တော့ yes ငရွေတော့ old zero ဒီတကြီးတော့ပေါ့ slow နေတော့ fast မြန်တော့ wide ခြေတော့ narrow ကျင်းတော့အဲဒါလေးတွေကတော့ zero က opposite adjectives ဆရာလေးဖြစ်ပါတယ်ပို့ပြီးမြင်တော့ရှိတော့အောင်ဆရာဥမာလေးနဲ့ရှင်းပြပေးပါမယ် အဲ့ဒါကတော့ဆရာတို့ကစာပိုက်ထဲကကျောက်ရှာတဲ့တင့်လျော်တဲ့အဖြေစာကြောင်းစုပါစု The clay is soft ချိုးစရာပြောပြောင်းနေဆိုတော့ဒါကြောင့်မလို့ is can be used to make pots နော်ညီအိုးတွေပြုလုပ်ဖို့အတွက်အသုံးဝင်တယ်အသုံးပြုလို့ရတယ်ဗောနော်ဆက်ပြုလုပ်ဖို့အတွက်ကလေးကိုတော်ပြုလို့ရတယ်ဒါကဆရာစာပိုက်ထဲမှာရှာရတဲ့အဖြေစာကြောင်း ဆိုတော့အောက်မှာမေးရတဲ့မေးခွန်း blank မေးခွန်းကဒီလိုပုံစံဆိုပါစို့ The clay can be used to make pots ရှုသင်းများကိုအိုးလုပ်ဖို့အတွက်အသုံးပြုနိုင်ပါတယ် because ဘာကြောင့်ဆိုတော့ it is not black သူရပါကလည်းမဖြစ်လို့ဆိုတော့ဆရာတို့အဖြေကတည်တာပါတယ် soft ဆိုတဲ့အဖြေလေးကိုဆရာတို့စဉ်းစားထားဖြစ်ပါတယ်ဖြေစားလောက်ပါဘောနော်ဆရာတို့ဒါပေမဲ့ဆရာဒီ soft ကိုဒီ ကွက်လက်မှာဖြိတ်ဖြည့်မယ်ဆိုလို့ရှိရင်ဆရာတို့ soft ဒီရိုက်ထည့်လို့ရလားဒါပေမဲ့စမ်းကျင်ဘက်ပြောင်းမရမှာလားဆိုတာကမေဂုံးရဲ့ဘာသာမေဂုံးကိုဘာသာပြန်တဲ့အခါမှာဆရာတို့ကစမ်းကျင်ဘက်ပုံစံပြန်ပြောင်းမရမှာဖြစ်သွားပါတယ်။ဘာကြောင့်လဲဆိုရင်ဆရာတို့ကရှင်သေးကိုအိုးလို့ဖို့အတွက်အသုံးပြုလိုက်ရတယ်။လောက်ထိရမှန်သေးတယ်။ဘာကြောင့်လဲဆိုရင်ထိုးရကကွက်လက်မဖြစ်လို့ဒါကမဖြစ်လို့အပွားဟာကဖြစ်လို့ဆိုတော့ ဒိဗေရနည်းလွယ်ပါပါပြီဆက်ကြက်ဘက်ဒိဗေတရားပါပါပြီဘုနော်ဆရာတို့ဒါဆိုရင်ဆရာတို့ကရှင်သေးကအမှန်အဖြစ်တော့ပျော့ပြောင်းတာဒါဆိုရင်ကွက်လန်းဖြူဘူးဆိုတော့ရှင်သေးကပျော့ပြောင်းနေဆိုတော့ဆရာတို့ကမာကြုံမရှိလို့ပေါ့မမာလို့ပေါ့ဆရာတို့နော်ဒါကြောင့်လို့သူ့ကိုဆရာတို့ကဆက်ကြက်ဘက်နေနဲ့ soft kiss ဆက်ကြက်ဘက် H A R D heart ကိုဆရာတို့ကပြောင်းလဲပြီးတော့ opposite adjective ပြောင်းလဲဖြစ်စုပြရမှာဖြစ်ပါတယ် ဒါဆိုရင်ဆရာ salt ကပြောပြောင်းတော့ heart က major တော့ဒီမှာတော့ဆရာတို့က not နဲ့တွဲတော့ not heart ဆိုတော့ပမာကျိုးပေါ့ပမာကျိုးဆိုတဲ့ကပြောပြောင်းတော့ဆိုတဲ့အဖြစ်ကိုပြန်ရရှိပါတယ်ဒါကြောင့်မလို့ဆရာတို့ကဒီလိုမျိုးကုန်းတစ်ခုချိတ်ဖြစ်ပြန်ဆိုလို့ရှိရင်တော့စန့်ကျင်ဘက်ပြောင်းနေပြောင်းတင်ကိုဆရာတို့ကတေချာလေးဘာသာပြန်ပြီးတော့စဉ်းစားဖို့လိုအပ်ပါတယ်အဲ့တော့ဆရာတို့ မိကုံပုံစံကိုဘာသာပြန်ပြီးတော့တရားစဉ်းစားပြီးတော့အတိတ်ပဲစန့်ခြင်းပဲပြောင်းသင့်အပြောင်းသင့်စဉ်းစားနိုင်ကြမယ်လို့ဆယ်ယူကြည့်ပါရယ်ဒါကတော့ဆရာပြတဲ့ passage စဉ်းယူစားမှာပါတဲ့ blank ဖြစ်တဲ့အခါတရားစဉ်းစားပြီးတော့ဖြစ်ဆက်ဖြစ်ဆိုရမယ့်အချက်၅ချက်အကြောင်းကိုဆရာတင်ကြားပြီးတော့ဖြစ်သွားပါဖြစ်ပါရယ် secretary ကလည်းပဲအချက်၅ချက်ကိုတရားစဉ်းစားပြီးတော့ဖြစ်ဆက်ဖြစ်ဆိုမယ်ဆိုရင် clear ရဲ့အဖြစ် လုံးဝကိုတည်ချာမှန်ကန်သွားမှာဖြစ်ပါတယ်အဲ့တော့ဆရာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရအတွက်ကျေးဇူးတင်ပါတယ်ဆရာနောက်ဗီဒီယိုလေးမှာ with the basics ရဲ့ aster question attitude ဖြေနည်းကိုဆရာအသေးစိတ်ရှင်းလင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့အားလုံးနောက်ဗီဒီယိုလေးမှာကျေးဇူးကြမယ်ဖေလို့ရီ